တဲ့တန်းပြန်ဖြေနေရတဲ့အိမ်မက်တွေ first lap ကိုပြန် crack နေရတဲ့အိမ်မက်တွေတေဆုံးသွားတဲ့မိသားစုဝင်တယောက်ကပြန်ရောက်လာတယ်ဆိုတဲ့အိမ်မက်တွေပျော်မထွက်နိုင်တဲ့ sex အိမ်မက်တွေကောင်းငယ်ပေါ်မှာပြန်ချင်တိုင်းပြန်လို့ရတဲ့အိမ်မက်တွေပြုတ်ကျချင်တိုင်းပြုတ်ကျနေတဲ့အိမ်မက်တွေတခြားလူတွေနဲ့မတူတဲ့တမူထူးတဲ့အိမ်မက်တွေအိမ်မက်ကိုလူတိုင်းမှတ်ဘူးကြတယ်ဆိုပေမဲ့အိမ်မက်ဆိုတာဘာလဲအိမ်မက်ဆိုတာဘလို့ဖြစ်ပေါ်လာတာလဲကျွန်တော်တို့မှတ်ဘူးတဲ့အိမ်မက်တွေနဲ့တခြားလူတွေမှတ်ဘူးတဲ့အိမ်မက်တွေကဘာလို့လာတူနေကြရတာလဲအားလုံးမင်္ဂလာပါကျွန်တော်စီချမ်းပါ ကျွန်တော်ဒီနေ့အိမ်မက်ဆိုတာဘာလဲဆိုတဲ့အကြောင်းလေးပြောကြရအောင်ထောင်1899မတိုင်မီတုန်းကစစ်ကမင်ဖရိုရီရဲ့ The Presentation of the Dream ဆိုတဲ့စာအုပ်ဒါမှမဟုတ်သူ့ရဲ့ theory မပေါ်ခင်တော့ကျွန်တော်တို့ရဲ့အိမ်မက်တွေနဲ့သက်ဆိုင်တဲ့အကြောင်းလေးကိုတမိုင်းမှာလာကြည့်ကြမယ်ဆိုရင်အိမ်မက်ဆိုတာနမိတ်ကိုဖော်ပြတဲ့လက္ခဏာဖြစ်တယ်လို့ယုံကြည်ထားကြတယ်ဗျအနာဂတ်မှာဖြစ်လာတဲ့ဟာတွေကိုအိမ်မက်ကနေကြိုတင်သိနိုင်တယ်လို့လည်းယုံကြည်ထားကြတယ်ဗျတခြားကြပြန်တော့လေရှေးဖြစ်တွေကိုဟောဖို့အတွက် အိမ်မက်ကနေတဆင့် connection ယူနိုင်ကြတယ်လို့လည်းယုံကြည်ထားကြပြန်တယ်ဗျဒီလိုဟာတွေကိုလက်မခံနိုင်တဲ့တချို့လူတွေကြပြန်တော့အိမ်မက်ဆိုတာကျွန်တော်တို့နေခင်ဘက်မှာကြုံတွေ့ရတဲ့အတွေ့အကြုံတွေကိုအစွဲပြုပြီးမှတ်ကြတာဖြစ်တယ်လို့ယုံကြည်ထားကြတဲ့လူတွေလည်းရှိကြတယ်ဗျဒါဆိုအိမ်မက်ဆိုတာဘာလဲအိမ်မက်ကဘလို့ဖြစ်ပေါ်လာတာလဲအိမ်မက်အကြောင်းတွေကိုတည်ဖို့အတွက်ကျွန်တော်တို့စိတ်ဆိုတာဘာလဲဆိုတာကိုအရင်တည်ဖို့လိုအပ်မယ်ဗျ1899ဩစတြေးလျနိုင်ငံစိတ်ပညာရှင်ကြီး စစ်ကမင်ဖလိုရီယာသူကိုယ်တိုင်မှတ်ခဲ့ဘူးတဲ့အိမ်မက်တွေကိုလေ့လာမှတ်တမ်းတင်ခဲ့ပြီးတော့ The Presentation of the Dream ဆိုတဲ့စာအုပ်ကိုရေးသားဖော်ပြခဲ့တယ်ဗျဖလိုရီယာအဆိုအရအိမ်မက်ဆိုတာကျွန်တော်တို့လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာလုံဆောင်ချက်တမျိုးတာဖြစ်တယ်လို့လည်းဒီစာအုပ်မှာရေးသားဖော်ပြထားတယ်ဗျကျွန်တော်တို့ရဲ့စိတ်တွေဟာတိစိတ်တိစိတ်အောက်ခြေနဲ့မတိစိတ်ဆိုပြီး၃မျိုးရှိတယ်တဲ့ဗျအိမ်မက်ဆိုတာအဲ့ဒီမတိစိတ်ကနေဖြစ်ပေါ်လာတာဖြစ်တယ်လို့လည်းဒီစာအုပ်မှာရေးသားဖော်ပြထားတယ်ဗျ ပရိယအိမ်မက်အကြောင်းကိုတည်ချင်ရင်အဲ့ဒီစိတ်သုံးစိတ်ကဘလို့အလုံးလုံးကြတာလဲဆိုတော့အရင်ဆုံးတည်ဖို့လိုအပ်မယ်တဲ့ဗျ။အဲ့လာမှအိမ်မက်ကဘလို့ဖြစ်ပေါ်လာတာလဲဆိုတာကိုတည်နိုင်မယ်ပေါ့ဗျာ။ဆိုတော့ Flory ပြောတဲ့စိတ်သုံးစိတ်အကြောင်းကိုကျွန်တော်တို့အရင်ဆုံးကြည့်လိုက်ကြရအောင်။ပြီးမှအိမ်မက်ဆိုတာဘလို့ဖြစ်ပေါ်လာတာလဲဆိုတဲ့အိမ်မက်အကြောင်းကိုထပ်ပြောကြအောင်ပေါ့ဗျာ။လိုအပ်တာတွေများရှိရင်ကျွန်တော်နဲ့ဝင်ရောက်ဆွေးနွေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ကိုရေခဲတောင်ကြီးလို့သတ်မှတ်မယ်ဆိုရင်ဒီရေခဲတောင်ကြီးရဲ့အပေါ်ပိုင်းမြင်ရတဲ့အပိုင်းအပြင်ကိုထွက်နေတဲ့အပိုင်းကိုအတိစိတ်လို့ခေါ်ရပြက်အတိစိတ်ဆိုတာအတိတရားရှိနေတဲ့အချိန်တတိရှိနေတဲ့အချိန်အုံနောက်အလုံးလုံးနေတဲ့အချိန်ကိုအတိစိတ်ရှိနေတဲ့အချိန်လို့ခေါ်ရပေါ့ဗျာငါဘာလုပ်လဲငါဘာလုပ်နေတာလဲငါဘာတွေတွေးနေတာလဲငါဘယ်အာယုံတွေကိုခံစားနေတာလဲဆိုတာတွေကိုသိနေတဲ့အချိန်ကကျွန်တော်တို့အတိစိတ်ရှိနေတဲ့အချိန်ဖြစ်တယ်ပေါ့ဗျာဒီစိတ်အောက်ခြေဆိုတာ ီရေခဲတောင်ကြီးအလဲပိုင်းနှင်းမြုပ်နေတဲ့အပိုင်းကိုအသီးစိတ်အောက်ခြေလို့တတ်မှတ်လို့ရတယ်ဗျဒီအပိုင်းထဲမှာကိုယ်တိုင်ကြုံတွေ့ခဲ့ဘူးတဲ့အတွေ့အကြုံတွေကိုမှတ်မိနေတဲ့မှတ်ဉာဏ်တွေရှိတဲ့နေရာလို့လည်းတတ်မှတ်လို့ရတယ်ဗျဥမာကျွန်တော်ကအရင်တစ်ခါ accident ဖြစ်တော့ဝါလို့မေးလိုက်မယ်ဆိုရင်အရင်ဆုံးဘာတွေကိုစဉ်းစားမိလဲအရင်ဆုံးဘာတွေကိုတွေးမိလဲတခြားတာကတော့ငါ accident ဖြစ်တော့ဝါကွာငါ့ကိုဘယ်သူကလာတိုက်တာငါကဘယ်သူကိုသွားတိုက်တာဒါမှမဟုတ်ငါတို့ကဘယ်လိုတွေတိုက်ကုန်ကြတာကွာဆိုတဲ့မှတ်ဉာဏ်တွေပြန်ဖြစ်ပေါ်လာမယ်ပြန်မှတ်မိလာမယ်ပေါ့ဗျာတရားဟုတ်ကကျွန်တော်တို့ ဘာကားဝယ်တင်လဲလို့မေးလာခင်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာကားနဲ့တက်ဆိုင်တဲ့မှတ်ဉာဏ်တွေချစ်ချင်းထွက်ပေါ်လာမှာပေါ့အော်တိုဝယ်မှာလားမန်နျူရယ်ဝယ်မှာလားတူဝီထဲရလားဖိုဝီထဲရလားတက်စီကားလားဒီဇယ်ကားလား EV ကားလားငွေပမာဏဘလောက်သုံးမှလဲဆိုတော့ကိုယ်တိုင်ကြုံတွေ့ဘူးတဲ့ကိုယ်တိုင်လှိလာဘူးတဲ့မှတ်ဉာဏ်တွေချစ်ချင်းထွက်ပေါ်လာတယ်ပေါ့စကင်ခဲချင်းလို့ဘာတွေသုံးရမှာလဲဘလို့လောက်ရမှာလဲလို့မေးလာခဲ့ရင်လေ तू က drain skin လား oily skin လား dry skin ဆိုရင်ဘာသုံးရမလဲဘယ်လိုလုပ်ရမလဲ oily skin ဆိုရင်ဘာသုံးရမလဲဘယ်လိုလုပ်ရမလဲတူနာကိုအရင်သုံးရတာလား serum ကိုအရင်သုံးရတာလား moisturizer ကိုအရင်ဆုံးသုံးရတာလားဆိုတဲ့မှတ်ဉာဏ်လေးထွက်ပေါ်လာမယ်ပေါ့ဗျာဒီမှတ်ဉာဏ်တွေကကျွန်တော်တို့ကိုယ်တိုင်မစင်စားဘူးဆိုရင်သူ့အလိုလိုထွက်ပေါ်လာနိုင်မှာမဟုတ်ဗျဒီအသည့်စိတ်အောက်ခြေကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့အတွေ့အကြုံတွေကိုထိန်းသိမ်းထားပြီးတဲ့ database ကြီးရှိတဲ့နေရာမှတ်ဉာဏ်ကိုယ်တော်ကြီးရှိတဲ့နေရာနဲ့တူတယ်ဗျဒီ database ထဲမှာမှတ်ဉာဏ်ကိုယ်တော်ထဲမှာရှိတဲ့မှတ်ဉာဏ်တွေကစကားတစ်ခွန်းဒါမှမဟုတ် ဓာတ်ပုံတစ်ပုံကြောင့်တက်ဆိုင်နဲ့မှန့်ညံနေထွက်ပေါ်လာနိုင်တယ်ပေါ့ဗျာသူကဘာနဲ့တူလဲဆိုတော့ဗျာကျွန်တော်တို့စဉ်းစားလိုက်တဲ့ဟာတွေကိုဒီမတိစိတ်အောက်ခြေဆိုတဲ့ database မှန့်ညံ go round ထဲကနေကျွန်တော်တို့အတိစိတ်မျက်နှာပြင်ပေါ်ရောက်ဖို့အတွက်စွဲယူပေးလိုက်တဲ့လက်နဲ့တူတယ်ဗျာအဲ့လိုဆိုတော့ကျွန်တော်တို့ရဲ့ဒီအတိစိတ်နဲ့အတိစိတ်အောက်ခြေဆိုတဲ့စိတ်နှစ်ခုကအချင်းချင်းဆက်နွယ်နေကြတယ်ပေါ့အချင်းချင်းဆက်ဆက်မှုရှိနေကြတယ်ပေါ့ဗျာမတိစိတ်ဆိုတာကတော့ဒီရေခဲတောင်ကြီးရဲ့အောက်ဆုံးပိုင်းလုံးဝနှိမ့်မြုပ်နေတဲ့အပိုင်းမှာ တည်ရှိနေတယ်လို့ပြောလို့ရတယ်ဗျကျွန်တော်တို့အတိတရားခဏပျောက်နေတဲ့အချိန်တတိခဏပျောက်နေတဲ့အချိန်အုံနောက်အလုတ်ခဏနားတဲ့အချိန်နောက်ဆုံးဗျအိပ်ပျော်သွားတဲ့အချိန်တွေမှာဒီရေခဲတုံးကြီးရဲ့အောက်ကနေအဲ့ဒီမတိစိတ်ကရေမျက်နှာပြင်ပေါ်တဖြည်းဖြည်းချင်းတက်လာတယ်လေဗျအတိတရားတွေရှိနေတဲ့အချိန်တတိတွေရှိနေတဲ့အချိန်မှာဆိုရင်တော့ဒီမတိစိတ်ရှိနေတာကိုလုံးဝခံစားမိမှာမဟုတ်ဗျအိမ်မက်ဆိုတာကလေအဲ့လိုတဖြည်းဖြည်းချင်းတက်လာတဲ့မတိစိတ်တွေကနေတစ်ဆင့်ဖြစ်ပေါ်လာတာဖြစ်တယ်လေဗျဖလိုရီရဲ့အဆိုအရမတိစိတ်ဆိုတာကျွန်တော်တို့မတွေးမိလက်တဲ့ဟာတွေ မစင်းစားမိလိုက်တဲ့ဟာတွေကိုခေါ်တာဖြစ်တယ်ဗျ။ဥမာဗျာစကားအလွယ်ပြောမိခြင်းစကားကိုရှာချော်ပြီးမှားပြောမိတာတွေကမတိစိတ်ထွက်ပေါ်လာတဲ့လက္ခဏာတွေတရားတစ်ခုဖြစ်တယ်ဗျ။တနေနေရောင်ကိုတွားနေရင်ပဲဖြစ်ဖြစ်ခုခုလုံနေရင်ပဲဖြစ်ဖြစ်တချင်းလေးထညင်းမိတာထဆူမိတာတွေကလည်းမတိစိတ်ထွက်ပေါ်လာတဲ့လက္ခဏာတွေတရားတစ်ခုဖြစ်တယ်ဗျ။ဆိုတော့ဒီမတိစိတ်ကဘလို့အလောလောကြတာလဲသူ့ရဲ့အဓိကလွတ်ဆောင်ချက်ကဘာတွေလဲသူ့ကိုဘာလို့ unconscious အလွာမတိစိတ်အလွာလို့ခေါ်ရတာလဲ အိမ်မက်ကဘာလို့ဒီမတိစိမ့်နဲ့ဆက်ဆက်မှုရှိနေရတာလဲဆိုတဲ့အကြောင်းလေးတွေကိုဒီထက်ပိုပြီးတည်ဖို့အတွက်ဖရီကမတိစိမ့်ဆိုတဲ့အပိုင်းကိုထက်ခွဲပြီးရှင်းပြထားလေးတယ်ဗျဖရီရဲ့အဆိုရမတိစိမ့်ဆိုတာကျွန်တော်တို့စိတ်ရဲ့အနက်ဆိုင်ဆုံးအလွာတွေကဖိနှိပ်ခံထားရတဲ့ဆန္ဒတွေဖြစ်တယ်ဗျဖရီရဲ့မတိစိမ့်ဆိုတာကိုနားလည်ဖို့အတွက်ပိုပြီးရှင်းရှင်းလင်းလင်းသိနိုင်ဖို့အတွက်မတိစိမ့်ကိုအော်ရာ၃ယောက်ခွဲပြီးချက်ချင်းပြစီဗျအဲ့ဒါတွေကဘာတွေလဲဆိုတော့ဗျ ID အတ္တစိတ် ego အသွင်းစိတ် super ego ဆန်နှုံးစိတ်တွေဖြစ်ကြတယ်ဗျဒီ ID ဆိုတဲ့ order ID ဆိုတဲ့စိတ်ရကျွန်တော်တို့မွေးလာကလေးကနေပါလာတဲ့စိတ်ကျွန်တော်တို့ရဲ့ပင်ကိုစိတ်မူလစိတ်ဖြစ်တယ်ဗောဗျာပို့ပြီးနားလဲအောင်ပို့ပြီးလွှဲအောင်ပြောရမယ်ဆိုရင်ဒီစိတ်ကကျွန်တော်တို့မွေးလာကလေးကနေ၃နှစ်မတိုင်ခင်အထိတည်ရှိနေတဲ့စိတ်ဖြစ်ပေါ်နေတဲ့စိတ်လို့လည်းသတ်မှတ်လို့ရတယ်ဗျကျွန်တော်တို့မွေးခင်စားအရွယ်တုန်းကကျွန်တော်တို့ကဘာမှမသိကြဘူးဘာမှလည်းနားလဲကြဘူးဘာဟုတ်ကြောက်ရမှန်းမသိတလို့ဘာဖြစ်ရင်နာတတ်တယ်ဆိုတာလဲမသိခဲ့ကြဘူးဗျ အဲ့ဒီရွယ်မှာကျွန်တော်တို့သိတာတစ်ခုပဲရှိတယ်ဗျစားခြင်းစားမယ်ပေါက်ခြင်းပေါက်မယ်စားခြင်းလို့ချစ်ခြင်းမစားရရင်ငိုမယ်ပေါက်ချလို့ချစ်ခြင်းမလဲပြင်းရင်လည်းငိုမယ်ဘာမှမဆိုချစ်ခြင်းပဲဗျချစ်ခြင်းပဲလိုချင်တယ်ချစ်ခြင်းပဲဖြစ်ချင်တယ်ဗိုက်စားတယ်ချစ်ခြင်းစားခြင်းတယ်နှိုးတိုက်တာများနှောက်ကြကြည့်ပါလားငိုမှာပဲစားလို့တားလို့ဘိုက်ဝါဝါယူနော်ပါပါပဲမဆောင်နိုင်ဘူးတစ်စက္ကန့်လေးမှမဆောင်နိုင်ဘူးအိမ်နဲ့ဆိုင်ဆိုင်လိုက်သွားတယ်အချိုးကြီးတွေကူလာတွေတွေ့တယ်တောက်ခြင်းနဲ့တောင်းတယ်မရဘူးနော်ငိုမှာပဲအိမ်ကလူကြီးတွေက ကိုလာအိမ်မှာရှိတယ်လိမ်ပါတယ်အိမ်ရောက်မှတော့အိမ်ရောက်တာနဲ့ချစ်ချင်းတိုက်မယ်လို့ပြောလဲမရအောင်မရအောင်အခုဆိုအခုပဲမဆောင်နိုင်ဘူးတစက်လေးမှမဆောင်နိုင်ဘူးအခုကိုချစ်ချင်းယူမှာမရအောင်ငူမှာပဲဘာလို့ဒီအရွယ်ကလေးတွေကဒီလောက်တောင်စိုးနေကြရတာလဲဖိုရီရဲ့အဆိုအရသူတို့ရဲ့ ID နေရာမှာကြောင့်အတားကြောင့်ပေါ့ဗျာတနည်းပြောရင်သူတို့ရဲ့ပျော်ရွှင်မှုနေရာမှာကြောင့် pressure principle ကြောင့်ပေါ့ထိန်ချုပ်ခံလဲရတာကြောင့်ဖြစ်တယ်လို့ဗျာဘလို့လဲဆိုတော့ဗျာဒီ ID ဆိုတဲ့ တစ်နှစ်ကနေ၃နှစ်ထိ order ရဲ့စိတ်ထဲမှာသူတို့ရဲ့အသွေးတွေထဲမှာတစ်ခုပဲရှိတာမစားရရင်ငတ်မယ်ငတ်ရင်တေးရမယ်မတေးရင်ငိုရမယ်ငိုမှစားရမယ်ဆိုတော့မွေးရပါဂျင်းတွေမွေးရပါဗီဇတွေပါလာခဲ့တာကြောင့်ဘုပဲဖြစ်တယ်ဗျကျွန်တော်တို့လူသားတွေအကုန်လုံးကအတူတူပဲဗျဒီလိုနဲ့အသက်တွေတဖြည်းဖြည်းကြီးလာမယ်ဆိုရင်နောက်စိတ်တစ်ခုနောက် order တစ်ခုထပ်ထွက်လာမယ်တဲ့ဗျအဲ့ဒါ ego ဆိုတဲ့၃နှစ်ကနေ၅နှစ်ထိဖြစ်တဲ့စိတ် ego order ဖြစ်တယ်ဗျ ဒီရွယ်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကစကားတွေစပြောတတ်လာပြီလူကြီးတွေပြောတဲ့ဟာတွေကိုစနားလဲလာပြီပေါ့ဗျာလူကြီးမိဘတွေကကျွန်တော်တို့ကိုစကားတွေစတင်ပေးလာပြီအသိပညာတွေဉာဏ်ပညာတွေစထည့်ပေးလာပြီပေါ့ဆိုတော့ဒီ echo ဆိုတဲ့ order ပေါ်လာပြီဆိုတာနဲ့နောက်တစ်ခါမုံဆန်ရောက်လို့ကုလာကိုချစ်ချင်းမတော့ရဘူးဆိုရင်လေအရင်ကလို့ထမငူတော့ဘူးဗျာစဉ်းစားတက်လာတယ်ပေါ့ငါကုလာတောက်ချင်တယ်ခဏတော့စောင့်လိုက်မယ်အိမ်မှာရှိတယ်အိမ်ရောက်ရင်တောက်ရမှာပဲဆိုပြီးတော့ကိုယ့်အကူထိန်ချုပ်လာနိုင်တယ် လူကြီးတွေရဲ့စကားကိုလက်ခံလာနိုင်တယ်။အဲ့ဒီ ego ဆိုတဲ့၃နှစ်ကနေ၅နှစ်ထိ order ဖြစ်ပေါ်လာပြီဆိုရင် သူတို့မှာစင်စားလာနိုင်တယ်။ဆုံးဖြတ်လာနိုင်တယ်။အမားအမှန်ကိုခွဲခြားတက်လာနိုင်တယ်။တကူးကူးဆိုရှင်းပြတာကိုလက်ခံလာနိုင်တယ်။ပြောပြတာကိုနားထောင်တက်လာတတ်တယ်။တီးပေါက်ခြင်းနဲ့ငယ်ရလို့ရော့ဆိုပြီးပေါက်ခြင်းတိုင်းပေါက်မချတော့ဘူး။အိမ်နာရောက်မှပေါက်ရမယ်ဆိုတဲ့အသည့်တွေဝင်လာတယ်။ Flori ရဲ့အဆိုအရ ego ရဲ့ level မှုနှိယာမှာလက်တွေ့နှိယာမှာဖြစ်တယ်တဲ့ဗျ။စင်ရှင်တုံတရားနဲ့လက်တွေ့ကြကြစဉ်းစားတတ်တဲ့အမှန်တရားနှိယာမှာဖြစ်တယ်ဗောဗျာ။ ဲ့လားကြောင့်သူ့ကို reality principle အမှန်တရားနိယာမဖြစ်ပေါ်တဲ့အရွယ်လို့လဲခေါ်ကြလာဖြစ်တယ်ဗျဒီလိုနဲ့9နှစ်ကနေ6နှစ်ရောက်လာပြီဆိုရင်တတရား order super ego ဆိုတဲ့ order ထထွက်လာတယ်ဗျနောက်စိတ်တစ်ခုထထွက်လာတယ်ဗောဗျအဲ့ဒီရွယ်လောက်ရောက်လာပြီဆိုရင်ကလေးတယောက်ကလူစကားတွေကိုပို့ပြီးနားလည်လာနိုင်တယ်စကားတစ်ခွန်းလုံးကိုလည်းပြည်ပြည်ပြည်ဖြစ်အောင်ပြောဆိုတတ်လာနိုင်တယ်အတိတရားအစ်စ်တွေဉာဏ်ပညာအစ်စ်တွေအတွေးခေါ်အစ်စ်တွေစတင်ဝင်လာတဲ့အချိန်လို့ပြောရမှာဗောဗျာ မမကချူရှင်ကျွေးတယ်ကူကူကချူရှင်ကျွေးတယ်တသားပါပဲပြောရမလဲမိမိပါပဲပြောရမလဲခြေယူတင်ပါတယ်ရှင်ခြေယူတင်ပါတယ်ခမဒါတွေကလူကြီးမိဘတာဒီမိတွေကိုယဉ်ကျေးလိုက်မှအောင် ဖြည်းဖြည်းချင်းလူရဝင်အောင်ဖြည်းဖြည်းချင်းတင့်သွင်းပေးနေတာဖြစ်တယ်ဗျဒီရွယ်မှာဖြစ်လာတတ်တာတကူကခုနကတော့ကိုလာကိုဝယ်လဲမပေးဘူးအိမ်ပြန်ရောက်လဲမတိုက်ဘူးဆိုရင်လိုချင်တာကိုဟိုးတဲ့နီးနဲ့ရအောင်ယူတက်လာတယ်ဗျ ခိုးတာအလွယ်ဆုံးနဲ့အမြန်ဆုံးထိရောက်နိုင်တဲ့နည်းလမ်းဗျာဆိုတော့လူကြီးမိဘတွေကဒီခိုးတဲ့အကျင့်ကိုထိန်းနိုင်ဖို့အတွက်ခိုးတတ်တဲ့စိတ်တွေကိုမမွေးဖွားခင်ကလေးကနေတက်ပြဖို့အတွက်လူများပစ္စည်းကိုမခိုးရဘူးလူများအသက်ကို မတက်ရဘူးတတမိမိကယူသားတဲ့ကလေးတွေကလုံရမယ်ဆိုပြီးတော့ဥပပါနေနဲ့ရှင်းပြီးလူကြီးမိဘတွေကကျွန်တော်တို့ထပ်ဆုံးမသက်ကြတယ်ဗျာဒီလိုနဲ့ super ego ဆိုတဲ့ငန်းနဲ့နဲ့ငန်းနဲ့အထက်စိတ်တွေကနောက်ပိုင်းမှာကိုယ့်အကိုပြန်ထိန်းလာနိုင်ကြတယ်ကိုယ်စိတ်ထဲမှာကိုယ့်အကိုအမြဲတမ်းစုံမပေးနေတဲ့ လူကြီးတယောက်ရှိနေတယ်လို့မျိုးဖြစ်လာတတ်ကြတယ်။ Super Ego ဆိုတဲ့ order ရဲ့စိတ်ထဲမှာကျွန်တော်တို့အဖြစ်အချင်းဆုံးပုံစံကျွန်တော်တို့အလိုချင်ဆုံးပုံစံကျွန်တော်တို့အသွေးတရစံပြပုံကိုရဲ့ပုံစံကိုပုံဖော်ထားပြီးပဲဖြစ်တယ်ဗျ။ဆိုတော့ ID ဆိုတဲ့ order ကိုကျွန်တော်တို့ခန္ဓာကိုယ်တွေကနှစ်ဆိုးတွေလို့သတ်မှတ်မယ်ဆိုရင် Super Ego ဆိုတဲ့ order ကကျွန်တော်တို့ခန္ဓာကိုယ်တွေကနှာခေါင်းတွေဖြစ်မှာပေါ့ဗျာ။ Ego ဆိုတဲ့ order ကတော့ဈာကနေညှိပြီးတဲ့ကောင်ဈာကနေဆုံးဖြတ်ပြီးတဲ့ကောင်ဖြစ်တယ်ပေါ့ဗျာ။ဒါဆိုဒီစိတ်၃ခုဒီ order ၃ခုက ဘလို့အလုပ်လုပ်ကြတာလဲသူတို့ကမတိစိတ်အပေါ်ကိုဘလို့တက်ရောက်မှုတွေရှိကြတာလဲကျွန်တော်တို့အခုချိန်ဒီအိမ်မက်ဆိုတာဘာလဲဆိုတာကိုသိဖို့အတွက်စိတ်ဆိုတာဘာလဲဆိုတာကိုရှင်းပြနေတော့မယ်ဖြစ်တယ်ဗျဖလော်ရီရဲ့အဆိုအရလူတယောက်ကဘာစိတ်တန်ရာမှမရှိသေးဘူးဘာထရမာမှမရှိသေးဘူးဘာဒမ်းမေးမှမထိရသေးဘူးဆိုရင်အဲ့လိုစိတ်ကအဲ့လိုစိတ်ကိုပုံမှန်စိတ်လို့ခေါ်ရတယ်ဗောဗျာပုံမှန်စိတ်မဟုတ်တဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရှိအပုံမှာတော့ DND ရဲ့ ဒူဘားရယ်ဆိုပြီးတော့ခွဲခြားပြီးပြောရခဲ့ပြီဗျဆိုတော့ဒီလိုဘာစိတ်ယောဂါမှမရှိသေးတဲ့ပုံမှန်စိတ်တစ်ခုကတစ်ခုခုကိုဆုံးဖြတ်ဖို့အတွက်ဆိုရင်အန်ဒီရဲ့ ego ရဲ့ super ego ရဲ့တွေကိုတုံပြီးတော့အတူတူအလုပ်လုပ်ကြတာဖြစ်တယ်ဗျဘယ်လိုလဲဆိုတော့ဗျအန်ဒီကချူချင်စားခြင်းနဲ့ခူးစားမယ်ဆိုတဲ့စိတ်ဖြစ်ပေါ်လာရင် super ego ကမခိုးရဘူးခိုးရင်အပြစ်ရှိတယ်မလုပ်တဲ့ဦးဒါကမှကောင်းဘူးဆိုပြီးတော့ကိုယ့်အကိုပြန်ထိန်းတယ်အဲ့ဒီအချိန်မှာမှ ego ဆိုတဲ့ order ထွက်လာပြီးတော့ မလို့လူကြီးတွေစီတောင်းစားကြည့်မယ်လေဒါမှမဟုတ်ပတ်စံရှိမှဝယ်စားမယ်ဆိုပြီးတော့စိတ်တစ်ခုနဲ့တစ်ခုပြင်ညှိနေကြတတ်တယ်တဲ့ဗျအဲဒါကြောင့်အသွေးတစ်ခုပေါ်လာတိုင်းကျွန်တော်တို့မတိစိတ်တဲ့မှာ ID ရဲ့ Super Eco ရဲ့ Eco ရဲ့ကအရင်ဆုံးသူတို့အချင်းချင်းအပြန့်အလန့်ဆွေးနွေးကြတယ်အချင်းချင်းတိုင်ပင်ကြတယ်ဗောဗျာဒါကိုစိတ်ပိုင်းဆိုင်ရာရုန်းကန်မှုလို့ခေါ်ကြတယ်ဗျ Mandan Struggle လို့လည်းခေါ်ကြတယ်ဗျစိတ်ပိုင်းဆိုင်ရာရုန်းကန်မှုဆိုတာလူတယောက်ကစိတ်ထဲမှာခံစားနေရတဲ့ပြိပခါတွေစိုးရိမ်ပူပန်မှုတွေ ဆုံးဖြတ်ရခတ်မှုတွေနဲ့စိတ်ဖိစီးမှုတွေကိုရည်ရွယ်တာဖြစ်တယ်ပေါ့ဗျာ။ဒါို့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတို့မျိုးလို့လည်းခေါ်ကြတယ်ဗျ။ဆိုတော့ကျွန်တော်တို့လူတွေရဲ့ဗီဇာကတယောက်နဲ့တယောက်မတူကြဘူးဗျ။အသွေးပေါ်ချင်းမတူကြသလိုကျင်လည်ရတဲ့ပတ်ဝန်းကျင်ချင်းလည်းမတူကြဘူးပေါ့ဗျာ။အဲ့လိုဆိုတော့ဆုံးဖြတ်ရတာတွေစဉ်းစားရတာတွေဖြည့်ရှင်းရတာတွေကလည်းတယောက်နဲ့တယောက်ပုံစံမတူကြဘူးပေါ့အဲ့ဒါကြောင့်တချို့ကိစ္စတွေမှာ ကိုယ်ကိုမှန်တယ်လို့ထင်ရပေမဲ့တခြားလူတွေရဲ့အကြည့်မှာမှားနေတယ်ပေါ့ဒါတွေကကျွန်တော်တို့ရဲ့စဉ်းစားဉာဏ်နဲ့အသိဉာဏ်တွေနဲ့ပဲဆိုင်တာဗျကိုကမှန်တယ်ထင်မှန်ပါပဲကိုကမှားတယ်ထင်မှားပါပဲဆိုတော့ကိုပိုင်အသွေးတွေနဲ့ဖြတ်သန်းနေကြတာပေါ့ဗျာဥမာဘလို့လဲဆိုတော့ဗျာကျွန်တော်တို့ကဒီလောကကြီးထဲမှာလောကရနေအမျိုးမျိုးကြုံနေရတယ်အသွေးကြုံတွေအမျိုးမျိုးကျင့်လည်နေရတယ်ငယ်ရတော့လို့ဖြူစင်တဲ့စိတ်တွေကိုအယောင်ဆိုးခံလိုက်ရတယ်အဲ့လိုအယောင်ဆိုးခံရတဲ့စိတ်တွေကိုထင်းနဲ့ကြာတော့ပင်မန်းလာတယ်အသက်ကြီးလာတဲ့အမြပင်ကိုဗီဇအစ်စ်တွေထွက်ပေါ်လာကြတယ် ဘာကိုဥပမာကြည့်ပြီးပြောလို့ရမလဲဆိုတော့ဗျာ relationship တစ်ခုမှာဖောက်ပြန်တက်ကြတာကိုပဲကြည့်ဗျာအခုငားမင်းကိုချစ်တယ်ခဏနေချစ်ကြမှာချစ်တော့မှာအခုမဖောက်ပြန်ဘူးနောက်ကျရင်မဖောက်ပြန်နိုင်ဘူးလို့လည်းအာမမခံနိုင်ဘူးအခုမင်းဘောကောင်းတယ်ဒါပေမဲ့တသက်လုံးကောင်းနေပါမယ်လို့မဆိုလို့ကောင်းချင်လဲဆက်ကောင်းနေမယ်မကောင်းချင်လဲမကောင်းဘူးဗျာကျွန်တော်တို့ရဲ့မတိစိတ်တွေက super ego ဆိုတဲ့ order ရဲ့စိတ်ကြောင့်မလုတ်တင်ဘူးမလုတ်ရဘူးဆိုတာတွေကိုထိန်ထားနိုင်တယ်ဆိုပေမဲ့တခါတလေမှအတိစိတ်ခဏလွတ်သွားပြီးတော့ ID order ရဲ့အတ္တတွေကလည်း အနိုင်ရတော့တဲ့ဗျအဲ့လိုအချိန်ကျရင်အမားတွေလုံးပြီးလုံးပြီးပဲပေါ့ထိန်ထားနေတာတွေလွတ်သွားခြင်းလွတ်သွားမယ်ပေါ့ခုနကတော့ပြောခဲ့တဲ့ကိစ္စတွေဖြစ်သွားရင်ဖြစ်သွားမယ်ပေါ့ဗျအဲ့ကြောင့်လူတွေကအမားနဲ့မကင်းနိုင်ကြတာဗျကိုလိုချင်တာတွေကိုဖြစ်ချင်တာတွေကိုတခါတလေမှမစင်စားမချင့်ချင်မနဲ့လုံးပြီးလဲကြတာဗျဘာလို့အိမ်မက်ကမတိစိတ်ကနေဖြစ်ပေါ်လာရတာလဲကျွန်တော်အချိန်မှပြောလိုက်တဲ့တိစိတ်ရဲ့တိစိတ်အောက်ခြေရဲ့မတိစိတ်ရဲ့အကြောင်းလေးကိုနားလည်ကြမယ်လို့ထင်တယ်ဗျ နားမလဲတာလို့လိုအပ်တာလို့များရှိရင်လေကျွန်တော်ကိုထောက်ပြဖို့နဲ့လမ်းပြဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျအိမ်မက်ဆိုတာကျွန်တော်တို့အိပ်ပျော်သွားတဲ့အချိန်မှာအတီးစိတ်ခဏပျောက်သွားပြီးတော့မတီးစိတ်ကဒီရေခဲတောင်ရဲ့အောက်ကနေတဖြည်းဖြည်းချင်းရေမျက်နှာပြင်ပေါ်ကိုတက်လာတဲ့ဖြစ်စဉ်ဖြစ်တဲ့တဲ့ဗျလူချင်းတမတ်မှုတွေတနာတွေကိုလက်တွေ့ဖော်ဆောင်မှုမဖြစ်နိုင်တဲ့အခါအိမ်မက်ထဲမှာလုံးဆောင်တက်ကြတာဖြစ်တယ်တဲ့ဗျ။မွလင်းလာလေလေအတီးစေကနေရပြင်ဖို့အချိန်ရောက်လာလေလေမက်နေတဲ့အိမ်မက်ကိုမှတ်မိဖို့ပူလွယ်လာလေလေဖြစ်တယ်တဲ့ဗျ။အဲဒါကြောင့်ကျွန်တော်တို့က မနဲ့မူလင်းခန်နီးမှာမှာမှတ်တဲ့အိမ်မက်တွေကိုပုံမှတ်မိကြတယ်ဗောဗျာကျွန်တော်တို့မှတ်တဲ့အိမ်မက်တွေထဲမှာအခုလို့အတိတာဆုံးကတော့ set drain set အိမ်မက်တွေဖြစ်တယ်ဗောဗျာကျွန်တော်တို့ကကျွန်တော်တို့ရဲ့လိန်ဆက်ရဲ့ဆန္ဒတွေကိုအိမ်မက်ထဲမှာကျင်းနှံ့မှုတွေရှာတတ်ကြတာဖြစ်တယ်ဗျ။ငါမှဒီလိုရုံမာတဲ့စိတ်ဆန္ဒတွေမရှိဘူး။ဒီလိုအသွေးတွေဒီလိုစိတ်တွေမရှိဘူးလို့ခင်ဗျားကပြောရင်ပြောလိမ့်မယ်။ဟုတ်ပါတယ်။မရှိပါဘူး။နေကဘက်ကြီးမှာအတိစိတ်ရှိနေတဲ့အချိန်မှာမတိစိတ်ရတွန်းထွက်ပြီးတော့အခုလိုစိတ်ဆန္ဒတွေကိုမဖော်ဆောင်နိုင်ဘူးတဲ့ဗျ။ဒါပေမဲ့ ညာဘက်ရောက်လို့အိပ်ပျော်သွားတဲ့အချိန်မှာတိစိတ်ပျောက်ွယ်သွားတဲ့အချိန်ကျရင်တော့ဒီဆန္နာတွေကသူ့အလိုလိုထွက်ပေါ်လာတတ်တယ်တဲ့ဗျမတိစိတ်ရဖြစ်တာဆိုတော့ဗျကိုယ့်ရဲ့တိစိတ်ထဲကကင်အောင်းနေတဲ့ဒီဆန္နာတွေကိုမတိနိုင်ဘူးပေါ့ဗျထိန်ထားနိုင်တယ်ဆိုတာတဲ့တိကိုမတိလိုက်တာမျိုးဗျအကုန်လုံးတိကြတဲ့အတိုင်းနေခင်ဖက်မှာကြုံတွေ့ရတာတွေကြောင့်အိမ်မက်တွေဖြစ်ပေါ်တယ်အိမ်မက်မက်ရတယ်လို့ပြောမယ်ဆိုရင်လေတခါတလေနေခင်ဖက်မှာကြုံဘူးတာမျိုးမဟုတ်ဘဲနဲ့မတက်ကြတဲ့အိမ်မက်တွေရှိတယ်ဗျဆိုတော့ဒီလိုအိမ်မက်တွေရောဘလို့ဖြစ်ပေါ်လာတာလဲ ကိုဆုံညွှန်းထားတဲ့မိသားစုဝင်တရားကိုမှတ်တတ်တဲ့အိမ်မက်ကိုကြည့်မယ်ဆိုရင်နေငင်ဖက်မှာလွမ်းနေပေမဲ့ကျွန်တော်တို့ကဒီလွမ်းတဲ့စိတ်ကိုထိမ်းပြီးတော့ပုံမှန်လူတယောက်လိုနေထိုင်ရတယ်ပုံမှန်လူတယောက်လိုအလောလောရတာဖြစ်လို့လည်းကြောင့်မို့ဒီစိတ်ကိုမေ့ကျင်အောင်ဆောင်နေတတ်ကြတယ်ပေါ့ဗျာဆိုတော့ညာရောက်တဲ့အချိန်ကျရင်အဲ့ဒီလွမ်းတဲ့စိတ်ကမတိစိတ်ကနေထွက်ပေါ်လာပြီးတော့ရေခဲတောင်ကြီးအပေါ်ထွက်ပေါ်လာတတ်တယ်ဗျာအဲ့ဒါကြောင့်တခါတလေမနှက်နိုးလာရင်စိတ်ထဲမှာနေလို့မကောင်းဘူးဖြစ်တာမျိုးတွေရလဲဒီလိုအိမ်မက်တွေကြောင့်မို့ဖြစ်တယ်ပေါ့ဗျာအိမ်မက်မှတ်လိုက်တယ်အတိစိတ်ကမတိလိုက်ဘူးဒါမဲ့ ဒီစိတ်ခံစားချက်ကြီးကစိတ်ထဲမှာကြံ့ရဲခဲ့တာဖြစ်လို့တော့ကြောင့်မနေ့ကျရင်စိတ်ထဲမှာနေလို့မကောင်းတာတွေဖြစ်တတ်တယ်ပဲဗျ။အကုန်လုံးခံစားဘူးတော့မှာပါဒီလိုခံစားရတဲ့အချိန်ကိုပြန်ကြည့်မယ်ဆိုရင်ရှေ့ရက်ဒီမှာကိုမျိုးတဲလဲရတဲ့စိတ်ခံစားချက်တခုရှိနေတတ်တယ်ဗျ။နောက်တစ်ခုကကျတော့အိမ်ထောင်တွေကြကလေးတွေရနေတာတော့ first leg ကိုမှတ်တဲ့အိမ်မက်ဗျ။ဒါကဘလို့နားလည်လို့ရလဲဆိုတော့ဗျ။ဒါကမတိစိတ်တွေက super ego ရဲ့စံနှုန်းမြင့်စိတ်ကြောင့်ဒီလိုအိမ်မက်တွေဖြစ်ပေါ်လာတာလို့ယူဆလို့ရတယ်ဗျ။ဘလို့လဲဆိုတော့ဗျ။ကိုကသူနဲ့တဝိုးတိမ်ပြီးထောင်ခြင်းနဲ့ ဒါပေမဲ့အကြောင်းရင်းတစ်ခုအကြောင်းမို့လမ်းခွဲလိုက်ရတယ်ဆိုတော့ပုံမှန်စိတ်ထဲမှာဒါဒီအသွေးခေါ်တွေကမရှိဘူးဆိုပေမဲ့ဗျာအရင်တော့အသွေးမိလိုက်တဲ့အသွေးတွေကြောင့်မတိစိတ်ထဲမှာကင်အောင်သွားတဲ့စိတ်ခံစားချက်တွေဖြစ်သွားလိမ့်မယ်ပေါ့ဒီစိတ်ဆန္ဒတွေကမတိစိတ်ထဲမှာကင်အောင်နေတာမျိုးဖြစ်လို့တော့ကြောင့်မို့အိမ်မက်ကနေပြန်ထွက်လာတာမျိုးဖြစ်တယ်ပေါ့ဗျာသူကများငါ့ကိုလွမ်းနေလို့လားမသိဘူးအိမ်မက်မက်တိုင်းသူကပါပါနေတယ်ဆိုတဲ့အသွေးတွေကတကယ်တမ်းတော့မားတယ်ဗျာကိုကဒါတစ်ဖက်တည်းဖြစ်နေတာမျိုးဖြစ်တယ်ပေါ့ဗျာကိုရဲ့တိစိတ်မတိစိတ်နဲ့တင်ကိုကကိုရှုံနေတာဗျာတတိမထားမိလိုက်တာမျိုးပေါ့ဗျာ စေတန်းပြန်ဖြေရတဲ့အိမ်မက်တွေကလည်းဒီလိုပဲဗျအဲ့ဒီတော့ကတော့ငါသာစာကျူးစားခဲ့ရင်ဆိုတော့အသွေးတွေကမတီးစိတ်တဲ့ကိုရောက်သွားတာမျိုးဖြစ်ပြီးတော့တီးစိတ်ကနေဘလို့ပဲပယ်ချပယ်ချအမှန်တရားစိတ်ထဲမှာကံယောင်သွားတာမျိုးဖြစ်တယ်ဗောဗျအဲ့ဒီချိန်မှာညာအိတ်တဲ့ချိန်မှာမတီးစိတ်ကနေပြီးတော့ဇံဝဲတွေပြန်ဖြေခိုင်းနေတာဖြစ်တယ်တဲ့ဗျဖရိုရီရဲ့အဆိုအရဒီမှာတီးရမှာတကူကအိမ်မက်ထဲရောက်သွားတယ်ဆိုပြီးတော့ ID ရဲ့ ego ရဲ့ super ego ရဲ့ဆိုတော့ order တောင်းကပျောက်သွားတာမျိုးမဟုတ်ဘူးဗျအဲ့ဒီ order တောင်းကမတိစိတ်ရဲ့ order တွေဖြစ်တဲ့ကြောင့်မို့အိမ်မက်ထဲမှာလည်းသူတို့ကအချင်းချင်း ညှိနေကြတယ်ပေါ့ဗျာအဲ့ဒါကြောင့်အိမ်မက်တစ်ခုနဲ့တစ်ခုကတခါတလေမှာဆက်ဆက်မရှိဘဲနဲ့တစ်ခုပြီးတစ်ခုဆက်တိုက်တွေဖြစ်ပေါ်နေတာမျိုးလဲဖြစ်တယ်ပေါ့ဗျာနောက်ဆုံးအနေနဲ့ free ကတော့မတိစိတ်ထဲမှာ aura ၃ခုကိုလိုက်ရောညှိထွေမှုရှိအောင်နေနိုင်ဖို့ meditation လုပ်တဲ့ meditation နဲ့ထိန်းတဲ့နယ်လို့လဲပြောဆိုထားတယ်ဗျာဒီနေရာမှာကျွန်တော်ထင်မြင်ချက်လေးကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့မတိစိတ်ထဲက ID ရယ် super ego ရယ်ကိုခေါ်ပြီးကျွန်တော် AC စကားပြောကြည့်တင်တယ်ဗျ ID ကအမြင်နဲ့ လိုချင်တာပဲတည်တယ်လိုချင်တာဖြစ်ချင်းရချင်တဲ့စိတ်စူပါအီကိုကလူမြောက်အားနာတယ်ကိုပဲအနင်းနာခံမယ်ဆိုတဲ့စိတ်အီကိုကမှကျွန်တော်တို့ရဲ့အော်ဒါကျွန်တော်တို့ရဲ့စိတ်ဖြစ်တယ်ဗျကိစ္စတစ်ခုကျွန်တော်တိုင်းသူလူနှစ်ယောက်ကိုအမြဲတမ်းအရေးပေးနေမယ်ဆိုရင်ကျွန်တော်တို့ပဲပြင်မယ်ရတယ်ကျွန်တော်တို့ပဲစိတ်စင်ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့စိတ်ထဲက ID ရဲ့စူပါအီကိုရဲ့ကျွန်တော်တို့ရဲ့အီကိုရဲ့တွေကိုစကားအေးအေးဆေးဆေးပြောကြပြီးတော့ reconciliation ယူနိုင်ရမယ်ပြန်လဲတင်းမြတ်မှုယူနိုင်ရမယ်ပေါ့ဗျာအဲ့လာမှကျွန်တော်တို့ကစိတ်ချမ်းသာလာတဲ့ နေထိုင်လို့ရကြမယ်ပေါ့ဟုတ်ပြီဗျာဆိုတော့ကျွန်တော်ဒီနေ့တီးစိတ်ကပါလဲတီးစိတ်အောက်ခြေကပါလဲမတီးစိတ်ရပါလဲအိမ်မက်ဆိုတာဘလို့ဖြစ်ပေါ်လာတာလဲဆိုတာတွေကိုပြောပြခဲ့ပြီးပြီဆိုတော့ဗျာကျွန်တော်တို့နောက်တစ်ပုတ်ကြာရင်အိမ်မက်ကိုဘလို့ထိန်းချောရမှာလဲအိမ်ငွေချခြင်းဆိုတာဘာလဲဆိုတဲ့အကြောင်းလေးတွေကိုထပ်ပြောကြတာပေါ့ကြည့်ယူပေးတဲ့ကြောက်နေတိုင်းကိုလည်းကြည့်ယူတူပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုရောက်မှထပ်ပြောကြတာပေါ့ဗျာ